မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တင်ဒဏ္ဍာမပြန်လည်ကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေနောက်ဆုံးရသတင်းများကိုဆက်လက်အစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့စစ်တပ်ကလွယ်ရင် KIA TNL A နဲ့ KNDF KNPB တို့ပြစ်ခတ်တိုက်ခိုက်မှုရက်စဲခြင်းမရှိဘဲတိုက်ခိုက်မှုများဆက်လုပ်နေဟုအကြံဖတ်စော်မင်းတို့ဆက်ပြောပြန်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။စစ်တပ်ကလွယ်ရင် KIA TNL A နဲ့ KNDF KNPB တို့အနေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရက်စဲခြင်းမရှိဘဲတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့စစ်ကောင်စီပြောခွင့်ရ အကျံဖက်စောမင်းထွန်းကဆက်လက်ပြောဆိုနေပြန်ပါတယ်။ စစ်တပ်အနေနဲ့ငလျင်တန်ကူညီရင်းနဲ့ကဲဆဲရဲအတွက်ဧပြီလ၂ရက်နေ့ကရင်ဧပြီလ၂၂ရက်နေ့ထိရက်၂၀ကြာပြည့်ရထားပေမဲ့လည်းတိုင်းသားဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့စော်မင်းထွန်းကဆိုပါရယ်။ဒါပေမဲ့လည်းလက်တွေ့မှာအပြည့်ရဲ့ကြီးညာပြီးလေရင်နဲ့ပုံကျဲတာစစ်ကြောင်းထူတာလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာဒရုန်းနဲ့ပုံကျဲတာပြည်သူတွေပြစ်ခတ်ဖမ်းဆီးတပ်ဖြတ်တာတွေကိုအပြည့်ရဲ့ကြီးညာပြီးစစ်တပ်ကစတင်လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့အန်ယူဂျီအပါဝင်တော်လိုင်းတပ်ဖွဲ့တွေကတရားဝင်သတင်းထုတ်ပြန်ပြောဆိုထားပါရယ်။ အကြံဖတ်ဆောင်မင်းထွန်းကတော့ဧပြီလ6ရက်နေ့မှာ KIA TNL AA နဲ့ KNDF KNPB အနေနဲ့စစ်တပ်စစ်ကန်တွေကိုစစ်ကောင်စီတပ်တွေကိုဆက်လက်တိုက်ခိုက်နေပြီးအပြစ်ရရေးကြေညာချက်ကိုဆက်လက်ချိုးဖောက်နေတယ်လို့ဆွတ်ဆွဲပါတယ်6ရက်နေ့ KIA အနေနဲ့ပုံမှန်မှာရှိတဲ့တမ်းတော်ဌာနချုပ်တွေကို80နှစ်မမစိန်မြောင်းနဲ့အဝေးကနေပြစ်ခတ်မှုကိုည10နာရီခွဲခန့်မှာပြုလုပ်ခဲ့ပါတယ်။ TNL ရဲ့ဖွင့်အနေနဲ့လည်းတောင်ခမ်းဒေသမှာမနေ့ကနေ့လယ်12နာရီခွဲကြာကြာလောက်မှာထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDF KNPB အနေနဲ့ပေါ်လက်ခဲမှာရှိတဲ့ပေါ်လက်ခဲတစ်တော်ရုံအနီးမှာလုံခြုံရေးယူနေတဲ့အဖွဲ့ကဧပြီလ6ရက်နေ့မနက်7:00နာရီခွဲလောက်မှာပြစ်ခတ်ခဲ့တာကိုတွေ့ရပါတယ်။အေအေအနေနဲ့ကွမ်းမြူမှာလုံခြုံရေးယူနေတဲ့စစ်ရဲရင်တစည်းကိုအဝေးကနေပြစ်ခတ်ခဲ့ပါတယ်။ ကျောင်းပြူမှာလုံခြုံရေးယူနေတဲ့စကန်တွေကိုအဝေးကနေပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်လို့အကြမ်းမတ်စော်မင်းထွန်းကပြောဆိုပြန်ပါတယ်။လက်တလုံးရခိုင်ပြည်ကျောင်းပြူမြို့နယ်အနီးတစ်ဝိုက်မှာစစ်ကောင်စီနဲ့အရခတမရုံတို့နေ့တိုင်းနေ့ပါတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အရခတမရုံကိုစစ်ကောင်စီတပ်တွေကထိုးစစ်ဆင်တိုက်ခိုင်းလာတဲ့အတွက်နှစ်ဘက်တိုက်ပွဲတွေအပြင်းထန်ဖြစ်နေကြတယ်လို့ကျောင်းပြူဒေသခံတွေကပြောပါတယ်။စစ်ကောင်စီနဲ့အရခတမရုံအေရူကငလင်ကယ်ဆယ်လုပ်ငန်းတွေကြောင်းထိုးစစ်ဆင်တိုက်ခိုက်တာတွေရနာထားမယ်လို့နှစ်ဘက် ုံးကဧပြီလပထမပတ်မှာထုတ်ပြန်ထားကြပါတယ်။ဒါပေမဲ့အရကတက်မရအေးကစစ်ကောင်စီတရင်နေတပ်ဖွဲ့ဝင်တွေအနေနဲ့ထိုးစစ်တိုက်ခိုက်လာရင်တော့ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားတာရှိပါတယ်။ကြောက်ဖြူမျိုးကစစ်ကောင်စီရဲ့အမှတ်32ရဲတရင်အနေတဝိုက်တညောင်ရီရဲတပ်သစ်ပုတ်တောင်ခြေရွာအနေတဝိုက်မှာတိုက်ပွဲတွေဖြစ်နေကြတယ်လို့ကြောက်ဖြူဒေသပြည်သူကပြောဆိုပါတယ်။ ဇလဘီလာရှိုးမျိုးပေါ်ကနေဆုတ်ခွာဖို့ရှိနေတဲ့ MNDA က2029စစ်စင်ရေးကြဆုံရဲပေါ်ရင်အောင်မေးပွဲခန်းနာနဲ့စေတွင်ထိခိုက်ခဲ့တဲ့လာရှိုးနေနေရောကြီးပေးတာတွေဇက်တိုက်လုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။လာရှိုးမျိုးပေါ်ကနေဆုတ်ခွာဖို့ရှိနေတဲ့ MNDA က2029ဆစ်စင်ရေးကြဆုံရဲပေါ်ရီအောင်မေပွဲအခမ်းအနားနဲ့စေတွင်ထိခိုက်ခဲ့တဲ့လာရှိုးနေရင်ရောကြီးပေးတာတွေစတိုက်လုံးနေပါတယ်။ ဧပြီလ2ရက်နေ့မှာ2020ခုဆစ်စင်အတွင်ကြာဆုံးသွားခဲ့တဲ့တရရဲ့ကောင်းရဲဘော်တွေအတွက်အောင်မေဘယ်အခမ်းအနားကိုဧပြီလ2ရက်နေ့ရန်လုံကျိုင်းသူရဲကောင်းပိမှန်မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားကိုလူမြင်ကွင်းကနေပျောက်ကွယ်နေတဲ့ MNDA ကိုကန့်တက် ကောင်းဆောင်ဖုန်တာရှင်တက်ရောက်ခဲ့ပြီးလမ်းသူပန်းခွေချကအလေးပြုတာတွေလုပ်ခဲ့ပါတယ်။ဒါပြင်2020ခုဆစ်စင်ကာလမှာ ပြက်စီးသွားတဲ့နေအိမ်တွေကိုကိုကန့်တက် MNDA ကတိုင်ရင်သိန်း90ထောက်ပံ့ပေးခဲ့တယ်လို့လာရှုမြို့ပြန်လဲထူထောင်ရေးဖွဲ့ကထုတ်ပြန်ပါတယ်။ တိုက်ပွဲကာလမှာပြည်စည်းခဲ့တဲ့နေအိမ်တွေအတွက် MNDAA ရဲ့အထူးဒေတာသက်လာရှိုးအေရီးယားစီးရဲအုပ်ချုပ်မှုကော်မတီကထောက်ပံ့ငွေကြေးအသိမှတသောင်းကျော်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်2029စစ်စင်ရေးကာလမှာပြည့်စည်သွားတဲ့နေမောင်300ကိုကိုအတွက်တိမောင်1545တန်းချက် ထောက်ပံ့ပေးမှာဖြစ်တယ်လို့သိရပါဗျ။နေအိမ်ပြည့်စည်မှုများပြားရှိခဲ့ပေမယ့်အလုံးစုံပြည့်စည်သွားတဲ့နေအိမ်တွေကိုထောက်ပံ့ကြေးပေးမှာဖြစ်တယ်လို့ MNDA တာဝန်ရှိသူတွေကဆိုပါတယ်။ နေအိမ်မူလပိုင်ရှင်တွေကိုတရိန်နာလင်သိန်း90ထောက်ပံ့ကြေးပေးမှဖြစ်ပြီးထောက်ပံ့ကြေးပေးမဲ့အစီအမပါဝင်ပြီးအဝေးရောက်နေသူဖြစ်ပါကသက်ဆိုင်ရာအုပ်ချုပ်ရေးရုံးများတွင်အုပ်ချုပ်ရေးမှုနေမည်မှုတွေထောက်ခံချက်နဲ့ထုတ်ယူနိုင်တယ်လို့ဆိုပါရယ်အခုပေးရတဲ့ငွေကျပ်သိန်း90ပမာဏမှာမများတော့လေအိမ်နောက်စုတစ်ခုအတွက်အားရလုံလောက်နိုင်မယ်လို့ယူဆတယ်လို့လည်း MNDA တာဝန်ရှိသူတွေကဆိုပါရယ်ဆက်လက်ပြီးစလင်းတောင်မိုးရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးမှုနေ18လုံးမီးလောင်ပြကြမီးရှို့နေသည့်စစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းစလင်းမြို့နယ်တောင်ပေါ်ရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခြင်းကြောင့်နေ18လုံးမီးလောင်ပြကျခဲ့ကြောင်းစလင်းမြို့နယ်ပြည်သူ့ကောင်ရဲဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ6ရက်နေ့ညနေ4နာရီခန့်တွင်စလင်းမြို့နယ်တောင်ပေါ်ရွာကိုအကြမ်းဖက်စစ်တပ်က၄နေရာခွဲ၍မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့်နေ18လုံးနှင့်စပက်ကြီးနာတင်းငုတ်၄လုံးစုစုပေါင်းစာအုပ်21လုံးမီးလောင်ပြကျခဲ့ကြောင်းသိရှိရသည် ဆလင်းမြို့နယ်တာမွေရွာကိုစစ်ခွေးစစ်ကြောင်းက6ရက်နေမှာမိရှုဖျက်ဆီးခဲ့ပါတယ်။နေ18လုံးနဲ့စပက်ကြီးနာတင်းကုတ်၄လုံးဖျက်ဆီးခဲ့တယ်ဟုဆလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်။တာမွေရွာကိုမိရှုနေတဲ့အစံဖက်စစ်ကောင်စီတပ်သားများကိုလည်း PDF တပ်ဖွဲ့ကဝန်ရောက်တိုက်ခိုက်စဉ်စစ်တပ်ဘက်မှအလုံးစုပ်ခွာထွက်ပြေးသွားကြောင်းသိရသည်။ ဆက်လက်ပြီးအင်မတီရွာမှာပြူစောတီအချို့ပါဝင်ကိုးထွက်ပြေးလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းပလဲမြုံနေရင်စကောင်းစီတက်ကပိတ်ဆို့ထားတဲ့ပြူစောတီအားကောင်းရာအင်မတီခြေရွာမှာဒေသခံကိုးထွက်ပြေးလာပြီးတော်လိုင်းတပ်ဖွဲ့များတန်းခိုးလုံခဲ့နေတယ်။ခြေရွာရင်းစားစရာမရှိတော့ဘဲစားရည်တောက်ရည်အခက်အခဲတွေ့နေရခဲ့ထုတ်ပေးရန်တော်လိုင်းတပ်ဖွဲ့များတန်းဆက်သွယ်အကြောင်းကြားလာခြင်းကိုသတင်းရရှိသည်။ ဧပြီလ9ရက်နေ့ကထွက်ပြေးလာတာအရက်သားတွေလည်းပါတယ်ပြူတချို့လည်းပါတယ်စီစံတချို့ယူလာပေးတယ်ပြဟုတ်ပလဲမြို့မတော်လန်ရေဘော်တူကပြောသည်အင်မတီရွာသည်ပြူစောတီအားကောင်းရာဒေသဖြစ်ပြီးလက်ရှိရင်စစ်ကောင်းစီတပ်မအင်အား20ခန်းအပါဝင်လက်နက်တပ်ဆင်ထားသည့်ပြူစောတီ60ခန်းရှိသည်ရွာပတ်လဲရင်စစ်ကောင်းစီတပ်ကမိုင်းများထောင်ထားလို့ဒေသခံများကိုလည်းထောက်ခွာခွင့်မပြုပေထို့ပြင်ဘေးပတ်ဝန်ကျင်ရွာများကိုစစ်ကောင်းစီတပ်ကဦးဆောင်ပြီးမကြာခဏစစ်ကြောင်းထိုးလေရှိသည် ဆက်လက်ပြီးငလင်းဘေးကိုညီရီစစ်ကောင်စီကိုမပေးအပ်ဖို့ကမ္ဘာလုံးဆိုင်ရာသမဂ္ဂများအဖွဲ့တောင်းဆိုဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ကုလသမဂ္ဂအာဆီယံနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီရဲ့ပါဝင်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့ငလင်းဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုစစ်ကောင်စီကိုမပေးအပ်ဘဲမြန်မာပြည်သူတွေထံတိုက်ရိုက်ရောက်ရှိစေဖို့ကမ္ဘာလုံးဆိုင်ရာသမဂ္ဂများကောင်စီ CGU ကတောင်းဆိုလိုက်ပါတယ်။မကြာသေးမီကပြည်ယခုနှစ်တသမခုနှစ်ငလင်းလှုပ်ခတ်ပြီးနောက်စစ်ကောင်စီက စရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပတ်မိုးကူညီမှုတွေဦးစားပေးလို့ဆောင်ရမယ့်အစားချောင်းအောင်ဖြူနဲ့နောင်ချိုအပောင်းဝင်အရက်သားပြည်သူတွေကိုလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့တဲ့လို့ရဟာလူအသက်နဲ့ဂုံတိတ်ခံကိုပြောင်ပြောင်တင်းတင်းလှစ်လျူရှုထားခြင်းကိုထင်ရှားစေတယ်လို့အီရန်လ9ရက်နေ့ကထုတ်ပြန်ကြမှာပါရှိပါတယ်မြန်မာသမိုင်းမှာစစ်အစိုးရကလူသားချင်းစာနာမှုအကူအညီတွေနဲ့နိုင်ငံရေးနဲ့စည်ရေးလက်နက်ဖြင့်အသုံးပြုခဲ့တဲ့တာဒကာတွေများစွာရှိခဲ့ကြောင်းအသက်ရှင်ကျန်ရစ်သူတွေအတွက်ရည်ရွယ်တဲ့အကူအညီတွေဟာစစ်အစိုးရအမြဲဆုံး အတွက်အကြိမ်ကြိမ်လမ်းကြောင်းပြောင်းလာကန်တတာတွေကျိုးငိုင်ချဲလဲခဲ့တာတွေကြောင့်အသက်သေးဆုံးခဲ့ရတဲ့အရေးအတွက်တိုးလာခဲ့တယ်လို့ဆိုပါတယ်။ကမ္ဘာလုံးဆိုင်ရာသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီအလုံးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားအဖွဲ့အစည်းတွေအလုံသမားသမဂ္ဂများအဖွဲ့ချုပ် CTUN ယုံကြည်စိတ်ချရတဲ့ဒေသခံအရက်ဘက်အဖွဲ့အစည်းတွေနဲ့ရဲရွာတိုင်ဝမ်အဖွဲ့တွေကတစင်တီးတက်ပေးဖို့ဖို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာတိုင်ဝမ်ကိုအရေးတကြီးတောင်းဆိုလိုကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ် ်ဒါအပြင်အရက်သားတွေအနေနဲ့အရက်ဘက်အခြေခံအဆောင်တွေပေါ်ဆေယာနာရှင်ရဲ့အစဉ်အချိန်မဲ့လေချောင်းကပုံစဲတိုက်ခိုက်မှုတွေကိုရှုတ်ချပြီးဆေဆိုးရောင်ကိုရေရှည်တည်တဲ့နဲ့အပြစ်ခတ်ရက်စဲရတောင်းဆိုဖို့လဲဒီအဖွဲ့ကတိုက်တွန်းပါတယ်စကောင်စီကိုလက်နက်နဲ့ပစ္စည်းကိရိယာတွေထောက်ပံ့တာတွေချက်ချင်းရက်ဆိုင်မှုနဲ့ ရုရှားတရုတ်နဲ့အိန္ဒိယအစိုးရတွေကိုတိုက်တွန်းပေးဖို့နဲ့နိုင်ငံဆောင်ကစီးပွားရေးလုပ်ငန်းစုတွေအနေနဲ့မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေအလုံးချက်ချင်းရပ်ပစ်ဖို့စစ်ကောင်စီနဲ့တိုက်ရိုက်ဖြစ်စေ၊သွေးဝိုက်ပြီးဖြစ်စေအကျိုးမြတ်ရယူတာတွေမလုပ်ဖို့လဲတောင်းဆိုထားပါတယ်။